မင်္ဂလာပါကျွန်တော်ဖတ်ခဲ့သောတမန်ကျမ်းစာနှုတ်ကပတ်တော်ကိုအထူးတကားဆင်ခြင်ခွင့်ရတဲ့အတွက်ဘုရားသခင်ရဲ့နာမတော်ကိုချီးမွမ်းပါတယ်။ယုံကြည်သူတွေကြားထဲမှာမကြာခဏအငင်းပွားလိရှိတဲ့မိဂွန်းတစ်ခုရှိပါတယ်။ခရိယန်အသက်တာမှာဝိညာဉ်တော်ဤစုကျေးဇူးလိုသလားဝိညာဉ်တော်ဤအတီးလိုသလားဘယ်ဟာကပိုအရေးကြီးတယ်လဲ။တချို့က ဝိညာဉ်တော်ဤစုကျေစုရှိဖို့အရေးကြီးတယ်။တချို့ကြတော့မဟုတ်ဘူး။ဝိညာဉ်တော်ဤအတီးကပို့ပြီးတော့လိုအပ်တယ်။ပို့ပြီးတော့အရေးကြီးတယ်လို့ညင်တတ်ကြပါ။တကယ်တော့ဒီမိကွန်းကအဖြေရှင်းရှင်းလေးပါ။ဘယ်ခြေထောက်ကပို့အရေးကြီးတယ်လဲ။ဘယ်ဘက်ကလားညာဘက်ကလားလို့မေးတယ်လို့ပါပဲ။အဖြေကတော့နှစ်ဖက်စလုံးလိုတယ်ဆိုတာပါပဲ။ ီနေ့ကျွန်တော်တို့ရဲ့ခရိယန်အသက်တာမှာဘာကြောင့်ဝိညာဉ်တော်ဤစုကျေးဇူးရောဝိညာဉ်တော်ဤအတီးဘာလိုအပ်တယ်လဲဆိုတာကိုလေ့လာသွားမှာဖြစ်ပါတယ်ကောရိန္သုဩဝါဒစာပထမစာဆောင်ခန်းကြီး7အငယ်9ကနေ17ထဲမှာဝိညာဉ်တော်ဤစုကျေးဇူး၉မျိုးအကြောင်းကိုတွေ့ရပြီးတော့ဂလတိဩဝါဒစာခန်းကြီး9အငယ်22ကနေ23မှာဝိညာဉ်ပကတိအတီး၉မျိုးအကြောင်းကိုတွေ့ရပါတယ် ဒီနှစ်ခုစလုံးဟာလာတဲ့နေရာပေးတဲ့ပုဂ္ဂိုလ်တူညီပြီးတော့ရည်ဝဲချက်ကလည်းတခင်ခရစ်တော်ဤကိုခန္ဓာကြီးဟူသောအသင်းတော်ကိုတည်ဆောက်ရန်အတွက်ဖြစ်ပေမဲ့သူတို့အလုတ်လုတ်ပုံချင်းကတော့မတူကြပါဘူးဒီနေ့ကျွန်တော်တို့အဲ့ဒီနှစ်ခုဘာကွာခြားတယ်လဲဘာကြောင့်ဒီနှစ်ခုစလုံးကိုလိုအပ်တယ်လဲဘလို့ဒီနှစ်ခုကိုရယူမလဲဆိုတာကိုအတိကထားပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ် ပထမဆုံးအနေနဲ့ဝိညာဉ်တော်ဤစုကျေးဇူးများနဲ့ဝိညာဉ်တော်ဤအတီးများဒီနှစ်ခုရဲ့အဓိကအကွာခြားချက်ကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။ရယူပုံနီလန်မတူတဲ့အကြောင်းကိုပထမဆုံးရှင်းပြခြင်းပါတယ်။ဝိညာဉ်တော်ဤစုကျေးဇူးများနဲ့ပတ်သက်ပြီးတော့ဒါကလက်ဆောင်ဖြစ်ပါတယ်။ဖျားသခင်ရဲ့ကျေးဇူးတော်တသက်ကြောင့်အခမဲ့ရတာပါ။ကျွန်တော်တို့ရဲ့ကောင်းမှုကုသိုလ်ရင့်ကျက်မှုနဲ့မဆိုင်ပါဘူး။ ဝိညာဉ်တော်ကယုံကြည်သူတယောက်ကိုသူအလိုရှိသည့်အတိုင်းဝေငှပေးတာဖြစ်ပါတယ်အခုမှပြောင်းလဲခါစားယုံကြည်သူတယောက်အနေနဲ့လဲဒီတကိုးကြီးတဲ့ဝိညာဉ်တော်ဤဆုကျေးဇူးတစ်ခုခုကိုရရှိနိုင်ပါတယ်ဝိညာဉ်တော်ဤအသီးဒါကတော့ပြုစုပြိုးထောင်ရတာပါချက်ချင်းမရပါဘူးမျိုးစေ့ကျဲရတယ်ရေလောင်းရတယ်ပေါင်းသင်းပြီးမှ တဖြည်းဖြည်းတဖြည်းဖြည်းကြီးထွားလာရတာပါဒါဟာကျွန်တော်တို့ရဲ့နေ့စဉ်အသက်တာမှာဝိညာဉ်တော်ကိုနာခံခြင်းဝိညာဉ်တော်နဲ့အတူရှောင်လန်းခြင်းကနေဖြစ်ပေါ်လာတဲ့ရလတ်ဖြစ်ပါတယ်ဒီနှစ်ခုကဘာကိုညွန်ပြနေသလဲဝိညာဉ်တော်ဤစုကျေးဇူးများလူတယောက်ကစုကျေးဇူးတွေအနေနဲ့အတုံးပြုခံနေရရင်အဲ့ဒါကဘာကို ပြတယ်ဖျားသခင်ဟာ တကိုးကြီးချောင်း ဘုရားသခင်ဟာကောင်းမြတ်ကြောင်းပြပါတယ်။ဒါပေမဲ့အဲ့ဒီလူရဲ့ရင့်ကျက်ခြင်းကိုတော့မပြပါဘူး။ကောရိန္သုမြို့မှာရှိတဲ့အသင်းတော်ကိုကြည့်ပါ။သူတို့မှာစုကျေးဇူးတွေအများကြီးရှိတယ်။ဒါပေမဲ့သူတို့ဟာဇာတိပဂတိလူသူငယ်တွေလူဖြစ်နေသေးတယ်ဆိုတဲ့အကြောင်းတွေ့ရပါတယ်။ဝိညာဉ်တော်ဤအသီးဒါကတော့လူတယောက်မှာဝိညာဉ်တော်ဤအသီးဖြစ်တဲ့ချစ်ချင်းစိတ်ရှိချင်းတွေရှိနေရင်အဲ့ဒါက ူ့ရဲ့ဝိညာဉ်ရေးရာယဉ်ကျေးမှုနဲ့စစ်မှန်တဲ့ဝိညာဉ်ရေးရာကိုပြသနေပါတယ်ဒါဟာခရစ်တော်ရဲ့စိတ်တော်ကိုပေါ်ပြနေခြင်းဖြစ်ပါတယ်ဒုတိယပိုင်းနေနဲ့ဝိညာဉ်တော်ဤစုကျေးဇူးနဲ့ဝိညာဉ်တော်ဤအသီးဘာကြောင့်နှမျိုးစလုံးလိုအပ်တယ်လဲကျွန်တော်တို့အသက်တာမှာတစ်ခုတည်းရှိလို့မရပါဘူးနှစ်ခုစလုံးလိုအပ်တဲ့အကြောင်းရင်းနှစ်ခုရှိပါတယ်ပထမတစ်ချက်ကတော့အေးဝင်ဂေဒီတရားပြည့်စုံဖို့ဖြစ်ပါတယ် တမန်တော်ကြီးရှင်ပေါလုကယောမဩဝါဒစာခန်းကြီး15အငယ်16မှာသူဟာဧဝံဂေလိတရားကို အကုန်အစင်ဟောပြောခဲ့ပြီလို့ဆိုပါတယ်ဘလို့ဟောခဲ့တာလဲနှုတ်ကပတော်အားဖြင့်အကျင့်အားဖြင့်နမိတ်လက္ခဏာတကူအားဖြင့်ဖြစ်ပါတယ်နှုတ်ကပတော်အားဖြင့်ဝိညာဉ်တော်ဤအတိအားဖြင့်ဝိညာဉ်တော်ဤစုကျေးဇူးအားဖြင့်ဟောပြောခဲ့တာကိုတွေ့ရပါတယ် ကျွန်တော်တို့လည်းလောကကြီးမှာဧဝံဂေလိသတင်းစကားကိုတက်တည်ခံတဲ့အခါဒီ၃မျိုးစလုံးလိုအပ်ပါတယ်ဝိညာဉ်တော်ဤအတီးဆိုတဲ့အကျင့်ကောင်းပေမဲ့ဝိညာဉ်တော်ဤစုကျေစုမပါရင်တက်တည်ခံချက်အားနည်းနိုင်ပါတယ်ဝိညာဉ်တော်ဤစုကျေစုပါပေမဲ့ဝိညာဉ်တော်ဤအတီးအကျင့်မပါရင်ဖယားသခင်ရဲ့နာမတော်ရှုတ်ချခံရနိုင်ပါတယ်ဒုတိယတစ်ချက်ကတော့ခရစ်တော်ဤပုံတံပြည့်စုံဖို့ဖြစ်ပါတ လူတွေသခင်ယေရှုစီကိုဘလို့လာခဲ့ကြတယ်ကိုရောရဲ့ယေရှုစကားကြောင့်ဖြစ်ပါတယ်ကိုရောရဲ့တကိုးကြီးသောအမှုများကြောင့်ဖြစ်ပါတယ်ကိုရောရဲ့လှပတဲ့အသက်တာကြောင့်ဖြစ်ပါတယ်ကျွန်တော်တို့သခင်ခရစ်တော်ကိုကိုးစားပြုတဲ့အခါကိုရောရဲ့တကိုးရောဒါဝိညာဉ်စုယေရှုကိုပြောတာဖြစ်ပါတယ်ကိုရောရဲ့အကျင့်စရိုက်ဒါဝိညာဉ်တော်ဤအသီးကိုဆိုလိုတာဖြစ်ပါတယ်ဒီနှစ်ခုပါရှိမှပြည့်စုံမှဖြစ်ပါတ နောက်ဆုံးချက်ကတော့ဘလို့လက်တွေ့ရယူကြမလဲစုကျေးဇူးများကိုအသုံးပြုရပါမယ်တတိပြုရမယ့်အချက်ကကျွန်တော်တို့ဝိညာဉ်တော်နဲ့ပြေးဝတဲ့အခါစုကျေးဇူးများအားလုံးရဲ့အရင်းမြစ်ဖြစ်တဲ့ဝိညာဉ်တော်ဟာကျွန်တော်တို့ထဲမှာကိန်းဝတ်နေပါလေဒါကြောင့်ကျွန်တော်တို့ကဝိညာဉ်စုကျေးဇူးအစ်စ်တစ်ခုကိုလိုက်ရှာနေစရာမလိုပါဘူး ရှိပြီးသောဝိညာဉ်တော်ရဲ့ဗိတ်သိက်ခြင်းကိုယုံကြည်ခြင်းနဲ့လက်တွေ့ကျင့်သုံးဖို့ပဲလိုပါတယ်။ဘလို့လက်တွေ့ကျင့်သုံးမလဲဝိညာဉ်တော်ရဲ့တိုက်တွန်းနှိုးဆော်မှုကို ခံစားရတဲ့အခါကြောက်ရွံ့ခြင်းမရှိပဲယုံကြည်ခြင်းနဲ့ခြေလှမ်းလှမ်းလိုက်ပါ။ဥပမာနာမကျမ်းဖြစ်နေတဲ့သူအတွက်ဆုတောင်းပေးခြင်းနဲ့စိတ်တိုက်တွန်းခြင်းခံရတယ်နှိုးဆော်ခြင်းခံရတယ်အဲ့ဒီလိုစိတ်ပေါ်လာတယ်ဆိုရင်ချက်ချင်းတွားပြီး ဆုတောင်းပေးလိုက်ပါအဲ့ဒီယုံကြည်ခြင်းလောက်ရကဝိညာဉ်တော်ဤဆုကျေးဇူးများကိုလက်တွေ့ကျင့်သုံးလိုက်ခြင်းဖြစ်ပါတယ်ဝိညာဉ်တော်ဤအသီးကိုပြုစုပြိုးထောင်ခြင်းအသီးဆိုတာတညတည်းနဲ့မသီးပါဘူးအချိန်များကြီးယူပြီးတော့ပြုစုပြိုးထောင်ရပါတယ်တန်ရှင်သောဝိညာဉ်တော်ဤအလိုတော်နဲ့အညီရှောက်လန်းမှာနေ့စဉ်ကိုရောရဲ့ဥဆောင်မှုကိုဝန်ခံမှာဇာတိစိတ်များကိုညင်းပယ်ပါခရစ်တော်၌တည်နေပါ ရှင်ယောခရစ်ချာခန်းကြီး15မှာသခင်ယေရှုခရစ်တော်ပေးတဲ့ပုံဥပမာတစ်ခုမှာစပြစ်နယ်ပေမှာအကိုင်းအခက်တည်နေသလိုသခင်ယေရှု၌အမြဲအစင်မိတ်တဟာယဖွဲ့ပါနှုတ်ကပတ်တော်ကိုဖတ်ပါဆုတောင်းပါဒါတွေကိုကျွန်တော်ပြန်ချုပ်မယ်ဆိုရင်ကျွန်တော်တို့တွေ့ခဲ့ရတာကတော့ခရိယံအသက်တာမှာဝိညာဉ်တော်ဤစုကျေးဇူးနဲ့ဝိညာဉ်တော်ဤအသီးနှစ်ခုစလုံးမရှိမဖြစ်လိုအပ်ပါတယ် ဝိညာဉ်တော်ဤစုကျေစုမရှိရင်ကျွန်တော်တို့ရဲ့အမှုတော်ဆောင်ခြင်းဟာတကိုးမဲ့နေတယ်။ဝိညာဉ်တော်ဤအသီးမရှိရင်ကျွန်တော်တို့ရဲ့တည်တည်ခံချက်ဟာဟန်ဆောင်မှုဖြစ်နေတယ်။ဘုရားသခင်ကကျွန်တော်တို့ကိုတကိုးလဲရှိစေခြင်းတလို့ခရစ်တော်ရဲ့စိတ်တော်လဲရှိစေခြင်း။ဒါကြောင့်တင့်ကိုတင်ပြန်စစ်ဆေးပါ။တင့်အသက်တာမှာဝိညာဉ်အသီးတွေတီးနေသလား စိတ်ရှိခြင်းချစ်ခြင်းနုညံ့ခြင်းတွေတိုးပွားလာသလားမတိုးပွားသေးရင်ခရစ်တော်၌ပိုမိုတည်နေဖို့လိုပါတယ်။တင့်အမှုဆောင်ခြင်းမှာဝိညာဉ်စုခြေစူးတွေထင်ရှားနေပါသလားမထင်ရှားသေးရင်ဝိညာဉ်တော်ရဲ့ပိတ်သိမ့်ခြင်းကိုယုံကြည်ခြင်းနဲ့လက်တွေ့ကျင့်သုံးဖို့လိုအပ်နေပါတယ်။ကျွန်တော်တို့ရဲ့အသက်တာကခရစ်တော်ရဲ့ပြည့်စုံတဲ့ ပုံတံကိုထင်ဟပ်နိုင်ဖို့ဒီနှစ်ခုစလုံးကိုညီမျှစွာခံယူကြဖို့လိုပါတယ်ကျွန်တော်နဲ့အတူဆုတောင်းကြရအောင်ကောင်းကင်ဘုံရှင်အဖဖခင်ကိုတော်ရဲ့ပြည့်စုံတဲ့လမ်းပြမှုအတွေ့ဂျေဇုတင်ပါတယ်ကျွန်တော်တို့ရဲ့အသက်တာမှာဝိညာဉ်တော်ရဲ့တကူဆုဂျေဇုတွေလိုအပ်တယ်လို့ဝိညာဉ်တော်ရဲ့အသီးအပွင့်တွေလည်းလိုအပ်ကြောင်းတွင်တင်ပေးလို့ဂျေဇုတင်ပါတယ်ကိုတော် ကျွန်တော်တို့တစ်ဖက်ဆောင်နေမဖြစ်ပါစေနဲ့တကိုးကိုပဲလိုက်ပြီးအကျင့်စရိတ်တပြက်ပြားတာမျိုးမဖြစ်ပါစေနဲ့အကျင့်ကောင်းပေမဲ့တကိုးမဲ့တာမျိုးလည်းမဖြစ်ပါစေနဲ့ကျွန်တော်တို့အထဲမှာကိန်းဝတ်တဲ့တန်ရှင်သောဝိညာဉ်တော်အဖြစ်ယုံကြည်ခြင်းနဲ့စုကျေစုများကိုရဲရင်စွာလက်တွေ့ထောက်ပြီးအသုံးပြုတတ်ဖို့မစားတော်မူပါတစ်ချိန်တည်းမှာပဲနေ့စဉ်ဝိညာဉ်တော်နဲ့ရှောက်လန်းခြင်းအဖြစ် ခရစ်တော်ရဲ့စိတ်တဘောထားသည်ဟုသောဝိညာဉ်တော်အသီးများသီးလာဖို့ပြုစုပြောထောင်ပေးတော်မူပါကျွန်တော်တို့အသက်တာအားဖြင့်ခရစ်တော်ဤဘုံတော်ထင်ရှားပါစေသခင်ယေရှုခရစ်တော်ဤနာမတော်မြတ်အားဖြင့်ဆုတောင်းစကတ်အနံပါ၏အာမင်